မင်္ဂလာပါဦးနှံတို့ချင်းပိုင်မှာတော့ coffee shop တွေတော်တော်များများသွားခဲ့တယ်အဲ့အထဲမှာမှအခုဒီဆိုင်လေးနဲ့ဆိုင်အောင်နဲ့တင်ပြပေးမှာဖြစ်ပါတယ်အဲတချို့ coffee shop တွေကဦးနှံတို့တွေ TikTok မှာတွေ့ရမယ် Facebook တွေကြောင့်ကြာဘောင်းဆောင်မှာတွေ့ပဲပေါ့နော်အဲ့မှာအရန်ကိုလှပပြီးတော့တကယ်ကိုနတ်ဘုံနန်းနန်းထင်ရလောက်အောင်ပေါ့နော်ဆွဲဆောင်မှုကောင်းတယ်တကယ်တကယ်သွားကြည့်တဲ့အခါမှာတော့အဲ့လောက်ကြီးထူးခြားမနေဘူးပေါ့နော်အဲ့တော့ကင်မရာ trick တွေအရန်တုံးထားပြီးတော့ပေါ့ရိုက်ပြထားတဲ့ပုံစံမျိုးပေါ့လေနော် ဒီမှာက coffee shop တွေတော်တော်များများမှာကိုကဘာမှမစားမသောက်ဖွင့်တဲ့ဓာတ်ပုံပဲရိုက်ပြီးတော့ပြန်မယ်ဆိုလို့ရှိရင်တယောက်ကိုဘက်တရာပေးရမှာဖြစ်ပါတယ်တကယ်လို့အေးတောက်မယ်เนาะတခုခုမှစားမယ်ဆိုရင်တော့ဘာမှပေးစရာမလိုပါဘူးအဲ့တော့ဘက်တရာပေးရမယ်တူတော့နည်းနည်းထပ်ဆိုင်ပြီးတော့เนาะအေးလေးတောက်မယ်အစားတောက်စားပြီးတော့မှရိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အခုတင်ဆက်ပေးတဲ့ coffee shop လေးနှစ်ဆိုင်ကတော့ chum coffee shop နဲ့နောက်တစ်ခုကကျတော့ cup coffee shop ဖြစ်ပါတယ် သူတို့စီမားကတော့ဘယ်နေရာပဲတွားလိုက်တွားလိုက်နိုင်ငံသားသားဧည့်သည်တွေနဲ့အကုန်လုံးပြည့်နှက်နေတာကြီးပါပဲတချို့ဆိုလို့ရှိရင်လည်း pre wedding ဓာတ်ပုံတွေလာရိုက်နေတာတွေ့ရတယ် ခုနိုင်တို့တွေဓာတ်ပုံရိုက်နေတော့မိုးပါလေးကြားလာတာဖြစ်တဲ့ဒါကြောင့်မိုးဘိုးကားကိုခေါ်ပြီးတော့နောက်တစ်ဆိုင်ကိုသွားခဲ့ပါတယ်ဒုတိယ coffee ဆိုင်လေးနာမည်ကတော့ cup coffee shop ဖြစ်ပါတယ်။အဲ့ဒါကအဲ့တဲ့တွေကိုအဓိကဆွဲဆောင်တာကတော့ငားတွေနဲ့ဖြစ်ပါတယ်။ အဲ့တော့ရေကန်ထဲမှာသူကငားတွေအပြစ်နော်ငားတွေရှိမယ်ပြီးလို့ရှိရင်အဲ့ရေကန်ထဲမှာပဲစားတယ်ထိုင်စားတယ်နေရာလေးတွေလောက်ထားတယ်ပြီးတော့အဲ့နေရာလေးတွေပတ်ပတ်လည်မှာငားတွေကိုအစာကျွေးလို့လည်းရတယ်ငားတွေကိုနှုတ်တိုက်လို့လည်းရတယ်နှုတ်ဘူးလေးတွေပေါ့နော်အဲ့ဒါလည်းတသက်ကိုထပ်ပြီးမှဝယ်ပြီးတိုက်ရတာပေါ့နော်အဲ့တော့အစာတောက်တွေနဲ့ပတ်သက်ရင်တော့အစာတောက်တွေကတော့ထုံးစံနဲ့ပဲဈေးကြည့်မယ်သူလည်းဝင်ကြရတော့မရှိဘူးဒါပေမဲ့ဘာမှမစားမတော့ပဲဓာတ်ပုံပဲဝင်ရိုက်မယ်ဆိုလို့ရှိရင်တော့တယောက်ကိုဗတ်တရားပေးရမှာဖြစ်ပါတယ် ပြီးရင်အဲ့ဒီငါးပုံစံလေးတွေကိုသူကအယုတ်ကလေးတွေပေါ့နော်အကြီးသေးစိုက်မျိုးစုံတွေအဲ့ဒါလေးလက်ဆောင်ပေးချင်သူများအတွက်လည်းဝယ်သွားလို့ရတယ်နော်ပြီးလို့ရှိရင်ဒီဘက်ကသူကငါးအောင်တော်တော် crazy ဖြစ်ပုံရတယ်ဒီယောက်ျားလေးအင်တာမင်းကလေးအင်တာအဲ့ဒီအင်တာရဲ့ဘေးပတ်ပတ်လေးရဲ့နေရည်နေမှာလေး မှန်နေနဲ့ပေါ့နော်ငားလေးတွေထည့်ထားတွေ့ရပါတယ်အော်ဒီအပေါ်စီးရပဲជីជីအထက်ရပဲជីជីဘယ်နေရာပဲជីជីအထက်မှာတော့အဲ့လိုမျိုးပေါ့နော်အော်ဒီသဘာဝမဟုတ်ဘဲနဲ့မိုးရွာနေတဲ့ပုံစံလေးတွေလောက်ထားတဲ့အတွက်ကြောင့်မိုးအေးချမ်းနေပြီးရင်အတန်လေးတွေတိတိဆစ်ဆစ်နဲ့တီးလုံးလေးတွေညင်ညင်ညံ့ညောင်းလေးနဲ့အဲ့လိုမျိုးငားတွေနဲ့ဆိုတော့လေထားရတဲ့ feel လေးတွေတမျိုးကိုထူးခြားစေပါတယ်အဲ့တော့အဲဥနယ်ကဒါ design လေးကိုဆိုလို့ရှိရင် TikTok မှာတွေ့ဘူးနေတဲ့ဆိုင်လေးပေါ့နော်အဲ့ဒါကြောင့်မို့လဲ design လေးကိုရအောင်သွားခဲ့ခြင်းဖြစ်ပါတယ် ဥနိုင်တော့ကတော့ပထမအစားတောက်ပါဖို့ရွေးကြည့်သေးတယ်ဒါပေမဲ့ဒီကန်တင်းမှာပေါ့နော်ငားတွေရဲ့အနက်ကနည်းနည်းလေးဟိုကြည်တဲ့အနက်လိုမျိုးရတယ်ပေါ့နော်ပန်ကားတွေတော့တောက်ဆောက်ဖွင့်ပေးထားတယ်တစ်ချက်တစ်ချက်ကြာရင်အဲ့ဒီအနက်ရတော့အစားတောက်ကတော့မမာလိုက်တော့ပဲနဲ့အေးတယောက်တစ်ခွက်စီမာတယ်ပြီးတော့ဒီကန်ထဲမှာရှိတဲ့ငားတွေပေါ့နော်အစာကျွေးတယ်နှုတ်တိုက်တယ်ပေါ့နော်အဲ့ဒါလေးလုပ်ပြီးတော့မအောင်နိုင်တော့အမှတ်တရဓာတ်ပုံတွေရိုက်ဗီဒီယိုတွေရိုက်မှတ်တမ်းတွေပြန်ခဲ့ကြပါတယ် ဒီနေ့သွားခဲ့တဲ့ coffee shop တွေမှာတော့နိုင်ငံသားသားဧည့်သည်တွေအပြင်ပေါ့နော်မြန်မာဧည့်သည်တွေလည်းတော်တော်များများနဲ့ဦးနှံတို့ဆုံတွေ့ခဲ့ပါတယ်ပထမဦးနှံတို့ဆိုင်ကိုဆက်ဆက်ထိုင်ခြင်းတော့ပတ်ဝန်းကျင်မှာလည်းအလိုမျိုးနိုင်ငံသားတွေတော်တော်များများထိုင်နေတာတွေ့ရတယ်ဒါပေမဲ့ ဘသူကမှ50စာကျွေးတာမတွေ့ရဘူးနှစ်နှစ်တော့ဘယ်ဘက်ရောက်9မြင်သားဖြစ်ဘယ်တရာဝါမြင်ပဲဖြစ်ဖြစ်အစာကျွေးလေးရှိတဲ့ခါကျတော့9တွေကိုစာကျွေးတော့သူတို့တွေလည်းအော်ဒါကျွေးလို့ရပါလားဆိုပြီးတော့လိုက်ဝယ်ပြီးကျွေးကြတယ်ကျွေးတဲ့အတွက်အဲ9တွေလည်းပိုက်ဝါတယ်ကိုယ်တွေလည်းကုသိုလ်ရတယ်သူတို့လည်းကုသိုလ်ရပြီးပြောဆွေးရပါတယ် Okay. Is for you. Okay. Present up. 50 banana. တဘောတဘောမရဘူးတဘူတဘူတခေါက်ပလာတော့90လေးနည်းနည်းလေးပြလာအဲ့ဒါဆိုဆိုကကြွရတရားဆိုအားစုပါ300ပါဘော